တနည်းနာသမီးများအနေနဲ့ဒီ၃လပိုင်းမှာပေါ့မိမိတို့ရဲ့လုံတဲ့မြကိစ္စမများအားလုံးအဆင်ပြေခြင်းချောင်းမွေခြင်းကိုကြုံရရဖို့ရှိပါတယ်။ဒီလာထဲမှာပေါ့နော်အစ်စ်အစ်စ်တော်လုပ်ငန်းတွေစဖို့မသိမ့်တော့ပါဘူး။မူလရှိပြီးသားလုပ်ငန်းတွေပို့ပြီးတိုးပို့ပြီးတိုးတက်အောင်ပို့ပြီးအောင်မြင်အောင်ပို့ပြီးအဆင်ပြေအောင် လုပ်ဖို့ဒီလမှာအထူးကအကောင်းဆုံးလို့ပြောလို့ရပါတယ်။တော်တဲ့နာဒီလမှာလည်းဘာဖြစ်လဲဆိုတော့အစ်စ်အစ်စ်တွေမလုံနဲ့အရှုပ်အရှုပ်တွေမလုံနဲ့ ကိုနဲ့မပတ်သက်တဲ့ဟာကိုနဲ့မဆိုင်တဲ့ဟာတွေဝင်ပါပဲနေမယ်ဆိုဒီလာဒီလောကအေးချမ်းနဲ့ peaceful ဖြစ်တဲ့လာလို့ပြောလို့ရတယ်နောက်ပြီးတော့ကိုကကိုနဲ့မပတ်သက်တဲ့ကိစ္စတွေနော်လူဆွမ်းကားလောက်တာမျိုးတွေလူတက်ကြီးလောက်တာမျိုးတွေဆိုရင်နော်ဒီလမှာလူမုန်းခံမယ်လူပြောခံမယ်အကောင်းဆုံးကတော့ကိုကကိုလုံးစရာရှိရာတွေကိုတိုးတိုးတိတ်လေးလုံးလုံးစရာရှိရာကိုလုံးပြီး AAC တွေပဲနေအာဒီလအလုံးက AAC ပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကသူများနဲ့ပတ်ပြီးပတ်သက်မိမယ်စကားတွေရှုံ့မိမယ်ဆိုဒီလဒီလုံးဝလုံးဝဒုက္ခရောက်မယ်လာထဲမှာပါပါတယ်အဲကြောင့်မို့ဒီလမှာ တိတ်တိတ်ဆိတ်လေးနေပြီးတော့လုံးစရာရှိရာတွေကိုအေးဆေးလှုပ်ချင်းရတနင်းထားတာတပည့်များတာအကောင်းဆုံးလားလို့ကျွန်တော်နေပြောချင်တယ်။ငါတို့ကကြတော့ပါလဲဆိုတော့ဒီလမှာပေါ့နော်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူတွေရှိရဲဆိုဒီလမှာပညာရေးနဲ့ပတ်သက်ပြီးတော့အထွတ်ထိပ်ရောက်တယ်။အဲ့တော့ပညာအသစ်တွေရှာခြင်းရှာလို့ရတယ်။လုပ်ငန်းအသစ်တွေဒါမလုပ်တင်တာ။ပညာအသစ်တွေရှာတာမျိုးအတွေ့အကြုံအသစ်တွေရှာတာမျိုးနော်ဒီကိုသိကျင်တဲ့ဟာတွေအသစ်အသစ်တွေလုပ်ယူတာမျိုးဒီလမှာလုံးဝလုံးဝလုပ်တင်ပါတယ်။ နော်ပြက်နာပဲမရှာတင်တာဗျာအလုံးတင်နေပဲမလုံးတင်တာဗျာပညာသစ်တွေရှာလို့ကောင်းတဲ့အလားတွေမှာဒီလားတွေမှာပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ပါလေဆိုတော့ကျွန်တော်တို့ဒီတလိန်နာသာသမီများအနေနဲ့ဒီလားတွေမှာပေါ့မိမိတို့လုံနေကင်နေတဲ့ကိစ္စမှန်မြန်အားလုံးပါလေဒီဇုံတူတူယောက်ရဲ့အကူအညီအထောက်အပံ့တွေမယူဘဲနဲ့ဟိုကိုလုံးစရာရှိရကိုလုံးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့ဘာလို့လဲဆိုတော့ဟိုရှင်ကြီးကြားထက်ကြားကြိုက်လို့ရှင်ကြီးကိုရေပေါ့နော်ရှင်ကြီးကြားချက်ဆိုတဲ့အဖြစ်ပြညို့ဒီလမှာ သင်းသာသာရင်းနေနေကြုံတက်လာဖို့ရှိပါတယ်မမီကတော့ဟိုမမီရဲ့လိုအပ်တဲ့ကိစ္စမဲ့ကိစ္စတွေကိုကူညီဖို့ဆိုပြီးတော့မှအကူအညီတောင်းနေအကူအညီတောင်းရတဲ့သူကဟိုကိုကိုဟိုလုတ်လိုက်တဲ့ကိစ္စတွေကကိုယ့်ရဲ့ကိစ္စတွေကိုပိုပြီးပြက်နာများွားပြီးတော့မိဖို့တောက်လောက်လာမဲ့စံမျိုးတွေဖြစ်တတ်တယ်အဲ့တော့အကောင်ပြောချက်နာဒီလမှာ AAC လေးပဲလုံးစရာရှိရလေးလုံးသွားစရာရှိရလေးသွားစားစရာရှိရလေးစားပြောပါလိမ့်မယ်နေဟိုလူလဲစကားပြောနေဟိုပြောချက်နာ ပိုတွေအရှုပ်တွေမလုံနဲ့ဗျာအကောင်းဆုံးပဲဟိုဘာမှလုံတာအကောင်းဆုံးပဲငကိုလရင်တို့ရှိနေတဲ့ကိစ္စတွေကိုပဲလုတ်ပြီးရာကအဲ့အစ်တော်ဆုံးတို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်နောက်ပြီးတော့အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဒီလာမှာပေါ့နော်ဒီ ASIC ASIC တဲ့အခြေရေးမျိုး ASIC တဲ့အနေထားမျိုးကြုံတွေ့ရဖို့ရှိပါတယ်မိမိရဲ့ချစ်သူနဲ့မိမိနဲ့ရံဖြစ်တာလည်းမဟုတ်ပဲနဲ့အလိုပေါ့နော်အလိုတရားအေးဆက်သွားတဲ့အခြေအနေမျိုး ကြောရတယ်ပါတယ်အဓိကတော့ပါလဲမိမိရဲ့ချစ်တဲ့သူတွေမိမိရဲ့ခင်တဲ့သူတွေမိမိရဲ့ဒီနော်ဒီကျွန်တော်တို့အိမ်တောင်ဘက်တွေကိုအဲ့လိုအေးကြမ်းကြမ်းပေါ့နော်သူတို့တက်အချိန်မပေးတဲ့အရာကြောင့်ဒီလက်မှာပို့ပြီးတိတ်ဆိတ်အေးကြမ်းရတယ်ပါတယ်အဲ့တော့ဒီလက်မှာပေါ့နော်ကျွန်တော်အကောင်းဆုံးကြံပေးလို့တာကတော့မိမိရဲ့ချစ်တဲ့သူတွေအတွက်မိမိရဲ့ချစ်သူအတွက်အချိန်လေးအခုပေးလိုက်ပါသူနဲ့တော်တာတော်တာကာလာမှာကောင်းမွန်စွာဖြင့်ဖြတ်တန်းလိုက်ခြင်းဖြင့်ဒီလမှာအစီအမီချောင်းမိသွားပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ ဒီလကိုအထွေးထွေးနဲ့တိတ်ဆိတ်လာမှုကိုအကြောင်းပြုပြီးတော့မှပြတ်တောက်ခြင်း၊ကွဲကွာခြင်းပေါ့နော်ဖြစ်တတ်ပါတယ်။အဲ့ဒါပတ်သက်ပြီးချက်ပြောခြင်းပါတယ်ပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောစရာရှိကြတယ်ဆိုတော့ကျမ်းမာရေးကကျွန်တော်ဒီလမှာဒီတရိဏသတိများအနေနဲ့ပေါ့နော်ခနာကိုအောက်ပိုင်းနေ နာကျင်တာမျိုးတွေထိခိုက်တာမျိုးတွေအဲ့အကျော်တွေဒီညိတာမျိုးတွေအကျော်တွေလုံးမိတာမျိုးတွေပေါ့နော်အကျော်တွေလွဲတာမျိုးတွေဖြစ်တတ်တယ်။ အကြောက်လိုဒီလာမှာအကောင်းဆုံးကြံပေးရတာကြတော့ကျွန်တော်တို့ဒီအကြောတွေကိုသတိထားပါနောက်ပြီးတော့ရာသီဥတုအပြောင်းလဲကြောင်းဖြစ်တဲ့ယောဂါတွေကိုသတိထားပြီးဘာလို့ကျွန်တော်နေနေပြောချင်တယ်ပေါ့နော်ဒီလာမှာပေါ့နော်မွေးကြီးကစားနဲ့ပတ်သက်ပြီးပြောရမှာဆိုဒီလာဒီမွေးကြီးဒီမွေးကြီးဟိုကောင်းတယ်အဆင်ပြေတယ်လို့ပြောချင်တယ်တည်ငြိမ်တဲ့မွေးကြီးရှိတယ်ပေါ့ကိုကသာသွားပြီးအများကိစ္စတွေလက်တနာတွေကိုသွားမလျှော့ရင်တော့ဘာမျက်နှာမှမတက်ဘူးဘာမွေးကြီးဆုံးဖြတ်မှုမှမရှိဘူး အဲ့တော့ဒီလမှာတနိုင်လောက်ပေါ့နော်ငွေကြီးဆုံးချုပ်မှုရှိအောင်ဒီတက်ရင်တော့လာသည်လုံးဝလုံးဝအကြီးအကျိုးအမြတ်တွေဟိုနော်ဟိုကြီးပွားမှုတွေတိုးတက်မှုတွေဒီလမှာအလုံးမင်းညလာဖို့ရှိပါတယ်ဒါလေးကိုပသက်ပြီးပြောချင်ပါတယ်နောက်ပြည့်ရခါကျတော့တရိဏသမီးများအနေနဲ့ပေါ့နော်တလားဆောင်ကာလာပေါ့နော်ဒီတလားလမှာကံကောင်းစီဖို့အထူးရတဲ့အရာလေးကိုပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ ဘုရားအကြောင်းကံနေမှာပေါ့နော်ကျွန်တော်တို့စင်ဟိုပါလေကျွန်တော်ရှင်သိခြေသိနှစ်ကောင်ရှိရဗျာအဲ့ခြေသိနှစ်ကောင်ရဲ့ရှေ့မှာအချိုရီတလုံးပေါ့နော်သွားကပ်ပြီးတော့မှဒီအချိုရီကပ်ပေးပါနော်အသီးတွေကပ်ပေးပါနော်ဒီကပ်ပေးပြီးတော့ကိုယ့်ရဲ့အခက်ခဲတွေကိုဆူတောင်းပေးပါပြီးရခါကျအဲ့လိုသွားကပ်ပြီးပြီးဆိုတော့ ਨੇ ပြန်လာတဲ့လမ်းမှာပေါ့တွေ့တဲ့ဒီဆူတောင်းစားပေါ့နော်တံတောင်းစားတွေကိုဟိုပတ်စံနေဝေပေးတာမျိုးလှူပေးတာမျိုးလမ်းမှာအလှူခံပုံကိုတွေ့ရင်တွေ့တဲ့ဟာတွေလှူပေးတာမျိုးလုပ်ပေးပါ မကြမကြလုပ်ပေးပါကန်ဆိုးတွေရှိလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့ကန်ဆိုးမှုတွေချုပ်ထွေးမှုတွေတတ်တာပျောက်ကင်းသွားပါလိမ့်မယ်အားလုံးပဲအဆင်ပြေကြုံကြပါစေတဲ့